ကင်လိုက်တဲ့အချိန်မှာမှစပယ်လာရတယ်ကိုကြီးရဲ့ညီမလေးရဲ့ကိုကြီးပါဆိုဟဲ့ကိုကြီးနေဘုရားဆက်နေရလဲဗော ကျမတက်အောင်တော်နေပြီတော့ငါတဲ့အခုငါနေရနေရကနေဆက်နေတာတဲ့ဟိုဟာမင်းဒီကုန်းအိမ်ကိုဖုန်းဆက်တာအမေတို့စီလုံးဝဖုန်းခေါ်လို့မရလို့တဲ့ အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကဒီနေ့အတွက်အရင်အစိတ်ဝင်စားဖို့ကောင်းပြီးလူချင်းမင်းတို့အတွက်ပိုတူတာတစ်ခုခုရရှိမယ်လို့ယုံကြည်တဲ့အတွက်ဒီမှာတင်ဆက်ပေးလိုက်တာပါဒီဗီဒီယိုထဲမှာညီမတို့ဘာတွေသိရမလဲဒီလိုအကြောင်းအရာတွေကညီမတို့ဘာတွေဆောင်းရရှောင်းဝင်နေသိရမလဲဆိုတာအခုပဲတူတူကြည့်လိုက်ရအောင်နော်အဲ့တော့အစိတ်ရောက်တဲ့အချိန်မှာဟိုပါပေါ့သူ့မျိုးသမီးကိုကျွန်မတွေ့ရတဲ့အချိန်မှာကျွန်မပြောလိုက်တယ်အနေဟဲလို့ ကိုယောက်ျားတယောက်လုံးဒီလိုမျိုးကြည့်ပါဦးမြင်လို့တော့မကောင်းဖြစ်နေတာလက်အရိုးပေါ်အရေးတင်တကိုယ်လုံးအမှတကိုယ်လုံးနဲ့ပိုက်တင်နေရောနှာခေါင်းပိုက်အစာပိုက်တွေရောအောက်ဆီဂျင်ပိုက်တွေရောခြေထောက်မှာလည်းအကျိုးစေးတွေသွင်းရစီးပိုက်တွေရောလက်မာတွေလည်းအကျိုးစေးတွေနဲ့ဘလို့ဖြစ်တာလဲဟဲလို့နေဒီလောက်အချိန်နေမရောက်ခင်လို့နင်းရောက်ခမောက်နေမပြောဘူးလားဆိုတော့သူလဲလို့မထင်လို့တဲ့အေးပေါ့လေဒီလိုပဲပေါ့ပြီးတော့အဲ့ဒီ နောက်ဆုံးယူတဲ့မိမနာမည်ကတသက်မားတဲ့တသက်မား၄ရန်လောက်ပဲပညာသင်မှုတဲ့ပြောတယ်သူကလည်းအနှိတ်ခံရတဲ့အနှိတ်ခံဆိုတာကလည်းဟိုပေါ့အဖိုးကြီးတွေပတ်စံရှိရဲ့လူတွေတော်တဲ့အနှိတ်ခံတော့မဟုတ်ဘူးထင်တာပဲဘလို့နှိတ်ခံလာတော့ကိုလည်းမသိဘူးကွယ်ဘာလို့ဆိုဟိုတချို့မဆက်မလုပ်တဲ့အမျိုးသမီးရဲ့ငငယ်ချောချောလှလှပပနူပူပူတုတုကလေးတွေကွယ်သိရမလားဆိုတော့အခုသူကကြတော့တကယ်ကိုဘလို့ပြောမလဲ ရွာသူမပုံမကွယ်တာဆန်ပုံမကွယ်ပြောမယ်ဆိုရင်အဲ့ဒါနဲ့သူ့ဆက်ပြောနေလဲသူဘာမှသိမှာမဟုတ်တော့ကျမမပြောတော့ဘူးမပြောတော့ဘဲနဲ့ဟိုဟာပေါ့ကဲနေ့ယောက်ျားဘာလို့တော့လို့ဆိုတော့သွေးဝန်နေရမ်းသွားလို့တဲ့ပစိုးတွေကရှုံလို့မလောက်ဘူးတဲ့ဟိုဟာပေါ့သူ့ရဲ့အဲ့ဒီအမျိုးသမီးရဲ့မောင်နေလဲဆေးရုံမှာတွေ့တယ်သူတို့တွေလည်းအိမ်ပြန်လျှော်လိုက်ပြန်သေးလာလိုက်လုံနေရတော့အဲ့ဒါလေးပါတဲ့အဲ့လိုလှုပ်ပေးပါတယ်တဲ့သူကသူလှုပ်ပေးတဲ့အကြောင်းပြောတာပေါ့နော်အဲ့ဒါနဲ့ကျမဘာမှပြုံးအဲ့ဒါနဲ့ကျမအိမ်ပြန်လာတယ် ပင်လုံးစိမ့်ရောကနေပြန်လာပြီးတော့ကျမဦးမျိုးစီဖုန်းဆက်လိုက်တယ်ဦးမျိုးရေအဲ့လိုလိုပဲကိုကြီးချင်ရလို့လို့ရှိရယ်သင်းဝင်နေရမ်းသွားတော့ပစိုးတော်မလောက်ဘူးပြောနေတယ်အဲ့ဆိုတော့ငါပစိုးဝယ်ပြီးထပ်သွားလိုက်အောင်မယ်ဆိုကျမချက်ချင်းမဲ့ဈေးသွားတယ်ပစိုးအစည်းလိုက်ဝယ်တယ်ငှက်တိုက်ပါကင်လိုက်ဝယ်ပြီးတော့ကျမစေးုံနောက်တစ်ချိန်သွားပြီးတော့ကျမရော့အမပစိုးအစည်းလိုက်ချပစ်လိုက်တယ်ကဲရော့နေလို့ပစိုးမလောက်ဘူးလားအကုန်လုံးပေးလိုတာတွေငှက်တိုက်ကဆနှာခေါင်းပိုက်ခင်ထက်အဲ့မှသူကျမကကျမကိုစကားတွေပြောတယ် သူတူတာနှစ်ယောက်မေးတာပါကျွန်တော်လည်းနောက်တစ်ခေါက်ခလာခဲ့မယ်လို့အခုအကုန်လုံးကကြောင်းခွင့်ရကြီးလည်းဖြစ်နေတယ်ကြောင်းတက်နေရလည်းဖြစ်လေအတွက်ကြောင့်အဲဒီကျမှတ်သွားတာကြာသာပရိနေထင်တယ်စနေနေ့မှခေါ်ခဲ့တော့မယ်လို့ပြောတယ်သူပြောနေတယ်မလေးသူကလေရှာလိမ့်နေပြီကွာတိလားရှာလိမ့်နေတော့လေဘလုံးပထွေးတွေပေါ့နော်အဲ့ဒါနဲ့ကျမဒုတိယတစ်ကြိမ်ပစိုးတွေပိုင်းအကုန်လုံးပေငှက်တိုက်တယ်ပေးကျမပြန်လာပြီစနေနေ့မှကျမသားနှစ်ယောက်လုံးခေါ်သွားလိုက်တယ်ဘာလို့လဲဆိုတော့အချိန်ကြီးကြည့်ရတာကတော့ပြန်ကောင်းလာဘူးတော့ကျမမမြင်ဘူးပေါ့နော်သူရက် အနေအများပေါ်ပဲမူတည်တယ်။အဲ့နဲ့ခေါ်ရတဲ့အခါမှာကျမသားငယ်ကသူ့လုံးဝမသိဘူး။တနေ့ကြော်ကြော်လောက်ကလေးတွေကသူ့ဖေနဲ့ क्वे တဲ့အတွက်ကြောင့်သူ့လုံးဝမသိဘူးနဲ့အေးမေမေဘသူလိုက်ခဲ့ပါတော်တော်ရဲသားငယ်ရဲ့လိုက်ခဲ့ပါမင်းဖေလို့ပြောပြီးခေါ်ရတယ်။ခေါ်တဲ့အချိန်မှာဆေးဝင်နေဝင်နေအချိန်မှာသူကအဲ့လောက်ရုပ်ပြက်ဆင်းပြက်ဖြစ်ပြီးတော့ဟိုအရန်ကိုလေးဟိုဘလူးခေါ်မလဲရင်ဟိုပေါ့အယိုးခောက်ကနဲ့ဆိုတော့သားငယ်ကကြောက်ပြီးတော့ကျမရဲ့နောက်ကျောင်းမှာကတ်နေတာငယ်ငယ်ကောင်လေးကအကြီးကောင်ကတော့သူ့ဖေနာသွားပါတယ် သူကတော့၃နှစ်ကျော်လောက်ထိတူတူနေခဲ့တော့၃နှစ်ကျော်၄နှစ်လောက်ထိနေခဲ့ပြီးတော့နောက်ကွဲပြီးတော့လဲသူတို့ပေးတွေ့ရလေတလားတခါတွေ့တော့ဆိုတော့ तू ကသူ့ဖင်သားသွားပြီး तू မျက်နှာမကောင်းသီးလားကျမသားကြီးရလေအဲ तू တော်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 စိတ်မကောင်းဖြစ်တဲ့ပုံပါပဲပြီးတော့ तू ငိုတယ်ကျမလာကြည့်ကျမလည်းစိတ်မကောင်းပါဘူးပေါ့နော်တကယ်တော့လူတွေကကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ထားခဲ့ရဲ့သားနဲ့အဲ့ဒီဘဝကြီးကိုဖျက်ဆီးကြတာပါကိုကြီးက သူ့ရဲ့ကောင်းမွန်တဲ့ဘဝတစ်ခုလုံးရတာရဲ့သားနဲ့အဲ့ဒီကောင်းမွန်တဲ့ဘဝကို तू ကဖျက်ဆီးတာပါကျမဖျက်ဆီးခဲ့တာမဟုတ်ပါဘူးနော်အဲ့ဒါကနဲ့ဟိုအဲ့မှာ तू तू တောင်းမှန်တယ်အများကြီးပဲ तू ပြောတာစကားတွေကတော့ဘလုံးမထွေးဘော तू မိန်းမတော့နားလည်းမပုံမပေါ်ပါဘူးဒါပေမဲ့ကျမက तू မိန်းမနားလည်းရမနေရတယ်ကျမတိတ်ဆိုတာမဖြစ်ဘူးမေးလည်းမမေးလှည့်လည်းမကြည့်တော့ဘူးကျမသူ့ကိုကြည့်ပြီး तू ပြောတာလေးကျမနားထောင်နေလိုက်တယ်ဟုတ်ပြီဟုတ်ပြီမောနေတယ်ဆက်မပြောနေတော့ရတယ်ငါနားလေတယ်လို့ပြောလိုက်တယ် အဲ့ဒါသူ့ကိုနောက်ဆုံးတွေ့ခြင်းပါပဲကျမတို့သားမိရေပြန်လာပြီးတော့သုံးရမြောက်မှာဆုံးသွားတယ်ပေါ့နော်ဆုံးတဲ့အချိန်မှာတော့ကျမရေဝဲကိုအတူပါဖို့မသွားပါဘူးဘာလို့လဲဆိုတော့သူ့မိန်းမရှိနေတဲ့သားနဲ့ကျမသွားကြမလို့လीနော်အဲကျမမသွားတော့ဘူးအဲ့တော့သူမီးတကြိုတဲ့အထိကျမမမြင်ရဘူးပေါ့နော်ကျမမြင်လည်းမမြင်ချင်ဘူးရှင့်အဲ့ဒါကျမတို့ရဲ့နောက်ဆုံးပါပဲအဲနောက်ပိုင်းဘာဖြစ်လဲဆိုတော့အဲ့မှာထူးခြားတာလေးပြောပြချင်တာ ။ဘာလဲဆိုတော့အဲ့ဒီဒီကိုကြီးဒီတက်တက်နောက်ဆုံးမိမတက်တက်မှာ ਨੇ ယူကြီးယူတဲ့အချိန်မှာဗမာသွားနေရတယ်။ဘကိုးဘက်မှာလို့ပဲကျမသိတာ။ဘာမှန်းကျမမသိဘူးနော်။ဘကိုးဘက်ကဘာရွာနေမလဲကျမမသိဘူး။သူတို့ဘလို့နေလဲကျမမသိဘူးနော်။အဲ့ဒီမှာကိုကြီးဆုံးပြီးတော့ရက်လေတဲ့နေ့ခုနှစ်ရက်ပြည့်ရဲ့နေ့မနေ့အစောကြီးကျမအိမ်မက်မက်တာ။အဲ့ဒါလေးပြောချင်တာ။မနေ့9နိုင်ကျော်လောက်ကြီးတလားကျမတကယ်အိမ်မက်တော့အိမ်မက်လို့သာကျမပြောတာကျမတကယ်တန်းကို သူနဲ့စကားတွေပြောပြီးတော့တကယ်တမ်းဖြစ်လာသလိုခံစားရတယ်တည်လားဘလို့လဲဆိုတော့အဲ့ဒီအိမ်မက်ထဲမှာပေါ့နော်ဖုန်းလာနေကျိုးဖုန်းကျိုးဖုန်းကလာနေတခါလာရဲ့နောက်တခါထပ်လာတော့ကျမဖုန်းသွားကြိုင်နေအိမ်မက်ထဲမှာကုတိ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 လိုင်းမကောင်းတဲ့အတန်နဲ့ကျမဟယ်လိုဟယ်လိုလို့ထူတာလေအဲ့ဒီကုတိကုတိတန်တွေကြားပြီးတော့ဖုန်းလိုင်းပြတ်သွားပြန်ရောအဲ့နဲ့ကျမ ပြန်အိမ်ထဲပြန်ဝင်လာတယ်ပြန်ဝင်လာပြီးအိမ်ခန်းထဲပြန်ဝင်လာပြီးတော့နောက်တစ်ခါဖုန်းထပ်မိပြန်ရောအဲ့နဲခုနကလည်းပေါ့ဘာသာမှလည်းမကြောက်ဘူးဆိုပြီးကျမကင်လိုက်တယ်ကင်လိုက်တဲ့အချိန်မှာမှစပယ်လာရတယ်ကိုကြီးရဲ့ညီမလေးရဲ့ကိုကြီးပါဆိုဟဲ့ကိုကြီးနေဘေးဆက်နေရလဲပေါ့ကျမတက်အောင်တော်နေပြီတော့ငါတဲ့ အခုငါနေရနေရနေဆက်နေတာတဲ့ဟိုဟာမင်းဒီကုန်းအိမ်ကိုဖုန်းဆက်တာအမေရိုးစီလုံးဝဖုန်းခေါ်လို့မရလို့တဲ့အဲ့ဒါနေ့စီကိုပဲဆက်တော့နေ့စီကဖုန်းလိုင်းဝင်လို့ငါပြောစရာလေးရှိလို့အဲ့ဘာပြောမှလဲပေါ့ဆိုငါအဝတ်စားတစ်ထည့်မှမပါလာလို့တဲ့ငါအဝတ်စားလေးအမေစီကယူပြီးတော့လာဖို့ဝေးပါလားတဲ့အားနေဟုတ်ပြီကိုကြီးကဘာမှရှိရလဲဆိုသူတမောက်လမ်းညွန်တယ်အိမ်မက်ထမနော်လမ်းညွန်တော့ကျမအိမ်မြင်ဒီကုန်းရင်သွားတယ်အိမ်မက်ထမမြင်ဒီကုန်းရင်သွားတယ်သူ့ဝတ်စားလေးကိုဒီလိုလက်ဆွဲအိတ်တိတ်နဲ့ကျမထည့်ထည့်ပြီးတော့သူ့လမ်းညွန်တဲ့တိုင်သွားတဲ့အချိန်မှာအဲ့လမ်းကလေး ိုကားမောင်းလို့မရဘူးကားသွားလို့ရတဲ့လမ်းမဟုတ်ဘူးလှဲတို့စိုက်ကယ်တို့ပဲသွားလို့ရတဲ့လမ်းအဲ့ဒါကျမကသွားတော့ကားနဲ့သွားတယ်ကားကိုအဲ့လမ်းဘေးမှာရက်ပြီးတော့ तू ကလမ်းကြောညွန်နေဟာလေးကြည့်လိုက်ခါကျတော့ဟိုလှဲတို့နွားလဲတို့စိုက်ကယ်တို့နဲ့ပဲသွားလို့ရတယ်ဆိုတော့အဲ့မှာကျမစိုက်ကယ်တစ်စီးကိုကားကိုစီးပြီးသွားတာအဲ့နေရောက်တဲ့အချိန်မှာဘာလဲဆိုတော့ချောင်းကြီးချားနေတယ်ကျမဒီဘက်ကန်သူကဟိုဘက်ကန်ကျမသူ့ကိုလှမ်းမြင်နေရတယ် နော်သူရက်နေတဲ့နေရာရဲ့အနောက်မှာဖះစီတီတစ်ခုရှိတယ်ညောင်မင်းကြီးနဲ့အဲ့မှာခေါင်းလောင်းတန်လေးတွေကစာကျွန်မဒီဘက်ကန်လှမ်းကြားနေရဒါပေမဲ့အဲ့ဒီချောင်းကချောင်းကဘယ်လိုလဲဆိုတော့ဟိုလမ်းလျှောက်လို့သွားလို့ရတဲ့ချောင်းမဟုတ်ဘူးသီလားသူကတံတားလည်းမရှိဘူးခလေနဲ့သွားရင်ရတယ်ကျွန်မရှိမှလည်းလူချို့လှေနဲ့သွားနေကြတာအဲ့နဲ့ကျွန်မလှမ်းမြင်ရတဲ့အချိန်မှာ तू ကလေစွတ်ကြဲစုပ်လေးနဲ့ပစိုးကလေဒီကုန်းလုံးရေရေဆူရွှဲယူဒူးစစ်လောက်လေးဝတ်ထားတယ် အဲ့နဲ့ကိုကြီးရေဒီမှာနေရဲ့အဝတ်အစားနေမာတာငါလာပို့တယ်အဲ့တော့ငါနေပကံဘလို့ကူးလာမလဲဗောကျမမေးရခါ तू ကကျမကိုဘာပြောလဲဆိုတော့နေကူးလာလို့မရဘူးတဲ့ငါနေအောင်နေလာလို့မရဘူးတဲ့ဒါပေမဲ့ငါဒီမှာရှိအဲ့အဝတ်အစားအိတ်ကိုအဲ့ဒီဘက်ဒီဘက်ကျမရက်နေတဲ့ကမ်းပတ်မှာပဲချခဲ့တဲ့ငါမငါလာယူမယ်ဗောနော်အမေတို့ကိုပြောပေးပါတဲ့ငါဒီမှာရောက်နေတယ်ဆိုတဲ့အကြောင်းဗောနော်အဲအဲ့ဒါငါအဝတ်အစားမပါတဲ့အကြောင်းပြီးတော့ငါငါငါအမေကိုပြောဆိုင်လေအများကြီးရှိနေသေးတဲ့အကြောင်းလေးငါပြောချင်လို့ပါဆိုပြီးတော့ ကျွန်မအဲ့ရလက်နိုးအောင်ဟိလက်နိုးကနိုင်ကြည့်တဲ့အချိန်မှာ6နိုင်ရင်10မိနစ်အတိမနက်မနက်6နိုင်နဲ့10မိနစ်အတိပေါ့နော်အဲ့ဒါကျွန်မအဲ့ရကနေကျွန်မလက်နိုးတဲ့အချိန်မှာလေကျွန်မလေအဲ့ရကပလက်မလန့်နေမယ်ကျွန်မငုံလူကြီးထိုင်နေတာတိလားချွေးလေထွားလို့ကျွန်မတို့ဘလုံးတိလားအဲကုန်းကနေမှကျွန်မချွေးရေလဲထွက်ပြီးကျွန်မစဉ်းစားတယ်အဲငါအခုပဲကျွန်မကျွန်မရဲ့ပုံစံဘယ်လိုလဲဆိုတော့တနေ့ကနေအဝေးသွားသွားပြီးပြန်ရောက်လို့မောပန်းနေတဲ့လူတယောက်လို့ကျွန်မဖြစ်နေတာတိလားကျွန်မအရင်အံ့ဩဝါပြီးတော့လေ ကျမတခါလေအိတ်ခမ်းနဲ့ထထိုင်ထွက်လိုက်တယ်ထွက်လိုက်ပြီးတော့ကျမအိမ်ရှိအိတ်ခမ်းနဲ့ထွက်လိုက်ထွက်ကောကျမအမေကမနဲ့9နိုင်တိုင်းဖះဝုတ်ပြူတယ်မနဲ့အိုင်ုံဆုံးဖះကိုကတ်နေကြဆိုတော့အဲ့ဒါနဲ့ဖះကံကိုကျမတက်သွားလိုက်ကောဖះကံနဲ့မမမေက9နိုင်ရထတော့6နိုင်ကျော်ဆိုပြီးတော့ပြီးနေပါပြီအဲ့ဒါနဲ့အမေကိုသွားပြီးမရမကအမေကြေးစီတော့မထူရသေးဘူးကျမသွားလိုက်တယ်ပေါ့နော်အမေကိုပြောပြချင်လို့လေကျမအဲ့ဒီအကြောင်းလေးကို လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကိုမန်းမာရေးခဲ့ပေးကြပါအောင်ရှင်။ကျမတို့တင်သည်များမလို့တန်းကြည့်ရအောင် subscribe မလို့ရသေးရင် subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။